င်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့တန်ရမ်းမှာပောက်ကွဲမှုဖြစ်ပြီးလူထိခိုက်တချို့ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်အကြံဘက်စစ်ကောင်စီရဲ့ယာယီရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့မှာပောက်ကွဲမှုဖြစ်ပွားပြီးလူထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်းဒေသခံပြည်သူတချို့ကသတင်းဌာနကိုပြောပါတယ်အေပီလ30ရက်နေ့နေ့လယ်12နာရီမိနစ်40ခန်းအချိန်တန်ရမ်းမြို့အမှတ်နေရက်ကွက်နောင်ဖာလမ်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းအဲ့ ီနီယာကိုလက်နက်ကြီးကြားရောက်တယ်လို့ပြောဆိုမှုတွေရှိပြီးတချို့ကတော့မိုင်းပောက်ကွဲမှုဖြစ်တယ်လို့ပြောဆိုကြကြောင်းပောက်ကွဲမှုဖြစ်ပွားရာနေရာနီးမှာလူနာဦးထိခိုက်ဒဏ်ရာရတယ်လို့သိရကြောင်းဒေသခံပြည်သူတချို့ကဆိုပါတယ်ဖြစ်တာကလက်နက်ကြီးကြားတယ်ပြောတယ်ဘုံပေါက်တယ်လည်းပြောတယ်လူနာဦးထိခိုက်တာရှိရယ်ဆိုလားလဲကြားတယ်ဘာဖြစ်လဲတော့မသိဘူးအတိအကျအဲ့ဒီနာသွားကြည့်ပြီးတော့ညီကြီးချင်းမှဖြစ်နေရယ်လို့ပြောပါတယ် လာရှုမြို့မှာ MNDA ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးရနောက်စစ်ကောင်စီကတန်ရဲမြို့မှာယာယီအရှိမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ထားက UWSA နဲ့ SSPP တပ်ဖွဲ့ဝင်တွေနဲ့တွာလာလှုပ်ရှားလျက်ရှိကြောင်းဒေသခံပြည်သူများနဲ့တော်လိုင်းသတင်းရင်းမြစ်တို့ချို့ကပြောပါတယ်။နောက်ထပ်တပုတ်အနေနဲ့ရှိစကြုံမှာဗလတ်ဘရွာတစ်ခုလုံးစစ်တပ်ကမီးရှို့ပြီး PDF ကမီးရှို့လို့စစ်သားများကမီးငြိမ်းတပ်ရတယ်လို့ဓာတ်ပုံရိုက်ပြီးဝါရဖြန့်ခဲ့တယ်လို့အလင်းဝင်စစ်မှုန်တပ်သားများကဝန်ခံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းရှိစကြုံမြို့နယ် လဘကျင်းရွာတစ်ခုလုံးကိုစစ်တပ်ကမိရှုပ်ပြီး BTF ကမိရှုပ်ပြီးစစ်တပ်မိငိမ့်နယ်လို့ဓာတ်ပုံရိုင်းဝါရဖြန့်ခဲ့တယ်လို့အလင်းဝင်စစ်မှုထမ်းတပ်သားတွေကဝန်ခံပြောဆိုပါတယ်ရှီစကြိုမျိုးခလာရ259မှာစစ်မှုထမ်းတပ်သားကိုချစ်စန်းကိုရှီစကြိုမျိုးခလာရ256တပ်မှာစစ်မှုထမ်းတပ်သားမြင့်စိန်ရှီစကြိုမျိုးခလာရ258တပ်မှာစစ်မှုထမ်းတပ်သားကိုစီသူကျော်တို့ကစောက်တန်းဝိုင်ရဆို PDF တပ်ဖွဲ့တန်းအလင်းဝင်လာပြီးရနောက်အဲ့ဒီလိုကျူးလွန်တဲ့ပြစ်မှုတွေကိုဝန်ခံလာကြခြင်းဖြစ်ပါတယ် AB 20ရက်နေ့ရှီစကြိုမျိုးအခြေဆိုင်ခလာရ 256နေရ59နေရ58တိုင်ရင်မှာစစ်ကောင်စီတပ်သားတွေကရှိစကြုံမျိုးနဲ့ဗလဘကျင်းရွာတွင်ကိုဝင်ရောက်စစ်ကြောင်းထိုးကပြည်သူ30ခန်းကိုတစားကန်ဖမ်းဆီးထားပြီးကျင်းရွာများမှာနေအိမ်များကိုနှစ်ရက်ဆက်တိုင်းမိရှုဖျက်ဆီးခဲ့ကြောင်းတရွာလုံးပြကြဆောင်ရှုံးခဲ့ကြောင်းအဲဒီနောက် PDF ကမိရှုလို့စစ်တပ်ငိမ့်တက်ပါတယ်လို့ဓာတ်ပုံများရှိုက်ကိုကဝါရဖြန့်ခဲ့ကြောင်းစစ်မှုရန်တပ်သားတွေကဝန်ခံပြောဆိုပါတယ်။ ။ဗလဘောင်းရွာကိုမီးရှို့တာနှစ်ခါရှို့တာပေါ့နော်။ပထမတစ်ခါရှို့ပြီးတဲ့အချိန်မှာသူတို့စစ်တပ်ကထိမ့်သိမ်းထားတဲ့ဘုံကြီးကျောင်းထဲမှာတစားကန်လှုပ်ဖမ်းထားတဲ့ဘွားတော်ကြီးနှစ်ယောက်ရဲ့အဖိုးကြီးတစ်ယောက်ရဲ့သူတို့ကသုံးယောက်မီးရှို့တာကိုမြင်တော့သူတို့အိမ်ဒီမှာနွားတွေချိထားခဲ့တာရှိရဲ့ပြောတော့မီးကိုသွားငိမ့်ပြီးရဲ့သွားငိမ့်တာအယောက်30လောက်ရှိမယ်။ငိမ့်နေဟာကိုသူတို့ကဓာတ်ပုံရိုက်ပြီးတော့ဘာလုပ်လဲဆိုတော့ PDF ကရှို့ထားတဲ့မီးကိုတက်မတော်သားတွေကငိမ့်နေပါတယ်ဆိုပြီးလှုပ်တဲ့ရှို့တာကစစ်တပ်ကရှို့တာသူတို့ဘာသာရှို့ပြီးတော့တစားကန်နဲ့အကူအညီတောင်းလို့သူတို့ဘာသာသူတို့မီးသွားငိမ့်တာ PD PDF ကမီရှိုလို့တမတော်သားတွေညှိနှိပြတာပါဆိုပြီးတော့ line ပေါ်တင်ထားတယ်။အဲ့ဒီအဘလီလို့ခေါ်တဲ့သူတို့ကိုယ်တိုင်ကအဲ့ဒီဓာတ်ပုံမှတ်တမ်းတွေကိုဗီဒီယိုမှတ်တမ်းတွေယူတယ်ပေါ့။အထက်ကိုလည်းပို့တယ်ပေါ့။သူတို့ကိုယ်တိုင်ဖုန်းဆက်ပြီးတော့ပြောတယ်။ဘလဘကတင်ရွာလုံးကိုရှူတာနှစ်ခါရှူတာပထမတစ်ခါရှူတော့တချမ်းပေါ့နှစ်ရက်ဆက်တိုင်ရှူတာပေါ့လို့အလင်းဝင်ခဲ့တဲ့စစ်သားတအုပ်ကရှင်းပြပါတယ်။အလင်းဝင်လာတဲ့စစ်မှုရန်တပ်သားများမှာစစ်မှုရန်ပတ်စင်6နဲ့စစ်မှုရန်ပတ်စင်10မှာတပ်သားများဖြစ်ပြီးစစ်ရာရှိများကပြည်သူလူထုကိုအနိုင်ကျင့်ခိုင်းနေမှုတွေကိုမခံစားနိုင်လို့ထပ်ပြင်းလာခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။ တယ်ပြည်သူတွေကိုဒုက္ခပေးတယ်အိမ်တွေကိုမီးရှို့တယ်မရှို့နဲ့တော့ မင်းတို့အိမ်နေလားမင်းတို့အဖေတို့အိမ်နေလားလို့ပြောတယ်တွေးရလူတွေအကုန်ဆွဲခေါ်တယ်ဖုန်းနေအကုန်သိမ်းနေပြည်သူစီကမတရားအနိုင်ကျင့်နေသူတို့ဖွဲ့ရင်းနဲ့တိတ်အစင်မပြေကြဘူးဒါကြောင့်မလို့ပြေးလာတာလို့အလင်းဝင်စစ်မှုရန်တပ်သားကရှင်းလင်းပြောဆိုပါတယ်နောက်ထပ်တပုတ်အနေနဲ့နောင်ချို တောင်ခန်းဒေသစစ်တပ်900နှစ်တပ်စခန်းဤတိုက်ပွဲဖြစ်ပွားခြင်းစစ်တပ်လေရင်နဲ့အစိမ့်ငွေဘုံ7လုံးကျင်းချတဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခန်းကျေးရွာရှိအကျန်းဖတ်စစ်တပ်ရဲ့900နှစ်တပ်စခန်းဤတိုက်ပွဲဖြစ်ပွားနေခြင်းစစ်တပ်ကလေရင်နဲ့အစိမ့်ငွေဘုံ ုံးဆက်တလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ April 29ရက်နေ့မနက်၈နာရီမှနေ့လယ်3:30အချိန်ထိစစ်တပ်ကနောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာရှိ9ရက်နေ့တပ်စခန်းနီးမှာတိုက်ပွဲဖြစ်ပွားနေချိန်လင်းရင်နဲ့အစိမ့်ငွေပုံးဆက်တလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ရဲ့9ရက်နေ့တပ်စခန်းနဲ့453တပ်စခန်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက120မမလက်နက်ကြီး26လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအပြင်းရစိုင်းကာလကို AB လကုံတီထတ်တိုးထား ားတော်လဲပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF DNL အုပ်ချုပ်တဲ့မြို့နယ်တွေကိုစစ်အင်အားများဖြည့်တင်းခြင်းထိုးစစ်ဆင်မှုများပြုလုပ်ခြင်းတိုက်ပွဲများဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခြင်းများလှောက်ဆောင်နေရရှိကြောင်းသိရပါတယ်။ဒါအပြင်ဧပြီလ24ရက်ကလည်းနောင်ချိုမြို့နယ်ကိုအစံဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့အစိမ့်ငွေပုံရှစ်လုံးနဲ့ဘုံ29လုံးလာရောက်တင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တပုံးအနေနဲ့ခလာရ255တန်ရင်မှာစစ်မှုရန်တနန်းစင်းစစ်သားတအုပ်လက်နက်မဲ့အလင်းဝင်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူအခြေဆိုင်အချမ်းဖတ်စစ်ကောင်စီရဲ့တမတရားတင်လောက်ခံခလာရ255တန်ရင်ကစစ်ကောင်စီတပ်သားတယောက်လက်နက်မဲ့အလင်းဝင်လာတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မင်းဘူးခရိုင်မှန်ကတန်ရင်ကထုတ်ပြန်ပါတယ်။ ဇလင်းမြို့နယ်အခြေဆိုင်ခလာရ955တိုင်ရင်ကစစ်မှုရဲပတ်စင်ရှင်းတနန်းစင်စစ်ကောင်စီတပ်သားကိုဆိုင်ဆိုင်ကမင်းဘူးခရိုင်တိုင်ရင်ကစီလက်နက်မဲ့အလင်းဝင်လာတယ်လို့ဆိုပါတယ်အလင်းဝင်ရောက်လာတဲ့စစ်သားကအမရပူရာမြို့နယ်မှာမတရားတပ်ဖြင့်စစ်မှုတန်းစုဆောင်းခံရပြီးဟိုပင်မြို့နယ်မှာစစ်တပ်နှောင်းလာတိုက်ရောက်ခဲ့ပြီးရနောက်ဇလင်းတိုင်ရင်ခလာရ955မှာတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်ကိုဆိုင်ဆိုင်ကစစ်ကောင်စီတပ်အတွင်းအနိုင်ကျင့်ပိုးကြားမှုမတရားမှုနဲ့နှိပ်စက်ညှဉ်းပန်းမှုတွေမိမိဆန္ဒနဲ့မဟုတ်ဘဲစစ်မှုတန်းစုဆောင်းခံရမှုတွေ ေကြောင့်လွတ်မြောက်အောင်ထွက်ပြေးလာကမင်းဘူးခင်အမှန်ငါတက်ရင်စီအလင်းဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ကြံရှိနေတဲ့စစ်ကောင်စီတပ်တွေအနည်းနဲ့လည်းမိမိဆန္ဒနဲ့မင်းဘူးခင်အမှန်ငါတက်ရင်စီဝင်ရောက်ခုံလုံးရင်လက်ခံဆောင်ရွက်ပြီးမှဖြစ်ပြီးအဆိုပါလက်နက်ပါယူဆောင်လာခဲ့ရင်ထိုက်တန်နဲ့စုချင်းငွေပေးရကအေဂျင်စွာနေထိုင်နိုင်အောင်ဆောင်ရွက်ပြီးမယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှဖော်ပြထားပါတယ်ရှင်။နောက်ထပ်တပုံးလီနဲ့ပဲခူးတိုင်းမင်းလာမြို့နယ်စီရင်မြောင်ကျေးရွာကိုစစ်တပ်ကမီးတင်ရှို့နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမင်းလာမြို့နယ်စီရင်မြောင်ကျေးရွာကိုစစ်တပ်ကမီးတ တင်ရှုနေကြောင်းစစ်ဘေးရှောင်ပြည်သူတို့ကသတင်းဌာနကိုပြောပါရယ်။ ်ဧပြီလ30ရက်နေ့မနက်၈နာရီဝန်းကျင်အချိန်အကြံဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဇီးအမြောင်ကျင်းရွာကိုမီးတင်ရှို့နေခြင်းဖြစ်ကြောင်းကျင်းရွာမှာနေထိုင်တဲ့ပြည်သူတွေကထွက်ပြေးတိမ်းရှောင်နေတဲ့အတွက်ပြည်သူများဖမ်းဆီးခံရခြင်းနဲ့အထိခိုက်မှုတစုံတရာမရှိကြောင်းစစ်တပ်ကယခုရက်ပိုင်းတွင်အထိနာပြီးနောက်အဲ့ဒီလိုဇီးအမြောင်ကျင်းရွာကိုမီးတင်ရှို့နေခြင်းဖြစ်ကြောင်းသိရပါတယ်။29ရက်နေ့တိုက်ပွဲမှာစစ်တပ်ကအထိနာသွားလို့ဒီနေ့ဇီးအမြောင်ကျင်းရွာကိုမီးရှို့တာတိုက်ပွဲမရှိဘူး။သူတို့လူတွေအထိနာသွားတာကိုလက်တုံပြန်နာပြည်သူတွေကတော့ကြိုးရှောင်နေရလို့အဖမ်းဆီးမရှိဘူး။ရွာကတော့အကုန်လာ ောင်းနဲ့အဝေးကပဲကြည်နေရတာစစ်ကြောင်းနှစ်ကြောင်းလောက်ထူနေတယ်လို့စစ်ပေးဆောင်ပြည်သူတုံးကသတင်းဌာနကိုပြောပါတယ်။ AB လ18ရက်နေ့မနက်9:00ခန်းအင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းကမင်းလာမြို့နယ်တရော်ကုန်းရွာဖုန်ကြီးကျောင်းမှထွက်ခွာလာပြီးငမိုးရရွာတွင်ကိုရောက်ရှိစဉ်တော်လိုင်းတပ်တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာစစ်သားအလောင်း10လောင်းနဲ့လက်နက်73နဲ့သိမ်းဆည်းရရှိပြီးစစ်သားတအုပ်အရှင်ဖမ်းမိခဲ့ပါတယ်။လက်တလောမင်းလာမြို့နယ်တွင်ရှိကျေးရွာများမှာပြည်သူများအလုံးမှာစစ်ပေးဆောင်နေရပြီးစားနေရိတ်ခါစေဝါနဲ့အမိုးကများလိုအပ်နေကြောင်းစစ်တပ်ကစ စ်ကြောင်းများခွဲပြီးကျေးရွာများအတွင်ကိုဝင်ရောက်နေတာဖြစ်ပြီးစည်ရဲတင်းမာနေတဲ့အတွက်မိမိတို့ရဲ့နေအိမ်များကိုပြန်ဖို့အခြေအနေမပေးသေးကြောင်းစစ်ပေးဆောင်ဖြစ်သူတွေကပြောဆိုကြတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။